Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ3ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှကြည့်ကြအောင်ဖြစ်ပါတယ်ဟုတ်ကဲ့သတင်းဗီဒီယိုတွေမတော်ခင်ပါထုံးစံတိုင်းပေါ့နော်လိုရီတိုရှင်သတင်းလေးဖတ်ပြပေးပါဦးနော် ပထမဆုံးသတင်းတော့ကတော့ကချင်ပြည်နယ်ဗမော်မြို့တိုင်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်ကလက်လွတ်လိုက်ရတဲ့ချမ်ပတ်စစ်တပ်ရဲ့စစ်တပ်စခန်းအချို့ကိုပြန်လည်တိမ့်ပိုက်ရရှိပြီး KIA ရှေ့တန်းသတင်းမျိုးကသတင်းပေးပို့ထားတယ်လို့သိရပါဗါတယ်။အဲ့တော့ဗမော်မဆာယာစစ်တပ်နဲ့စတရာငါးဘက်ကနေစစ်ခွေးတွေစစ်ကြောင်းတွေထိုးစစ်ဆင်တိုက်ခိုက်လို့စုပ်ပေးလိုက်ရတဲ့၃မှန်ရွှေပြည်နယ် KBC ဖျားချောင်းကုန်းတွေကို မနေ့ကနေ့ရက်နေ့ညနေပိုင်းမှာကျွန်တော်တို့ KIA ကပြန်လဲတိတ်ပိုက်လိုက်ပြီးဗမော်တိုက်ပွဲကတော့ပြင်းထန်နေပါတယ်တဲ့စစ်တပ်ကတက်စကန်ချိုကို KIA ပြန်တိတ်ပိုက်လိုက်ပါတယ်စစ်တပ်ဘက်ကတိုက်ဆုံသူများတယ်စစ်ခွေး90ကျော်လောက်တိုက်ဆုံနိုင်တယ်လို့ KIA သတင်းပြေကပြောပါတယ်ခင်ဗျာ က်ထပ်သတင်းတပုတ်ကလည်းမကွေးတိုင်းကဖဲမြို့နယ်နဲ့ရေကန်တိုက်ပွဲအတွင်းမှာထွက်ပြေးလာတဲ့ချမ်ပတ်စစ်တပ်ရဲ့တမ69နဲ့စကခါစက်ခွန်မှစစ်သား28ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း People for People Revolution Alliance မှတာဝန်ရှိသူကသတင်းပို့ထားလို့သိရပါတယ်။ဒီမှာဆိုရင်ဖမ်းဆီးထားတဲ့စစ်တပ်29ဦးထဲမှာအများစုကအတမစစ်မှုထမ်းဥပဒေအရပေါ်တာဆွဲခံရသော အပတ်စေခွန်နဲ့အပတ်စေ73တော့မှစစ်မှုနဲ့တရားမဲ့ဖြစ်ကြောင်းရင်းစစ်တုံးပန်းများကိုနိုင်ငံကစစ်တုံးပန်းဥပဒေစီးများနဲ့အညီကားမွန်စွာထိသိမ်းထားကြောင်းသိရှိရပါတယ်ကျွန်တော်တို့ဒီစစ်တုံးပန်းတွေကိုနှစ်တုပ်ခွဲမိတာပေါ့လေတချို့နေ့တွေမှာ9ရောက်မိတာရှိတယ်6ရောက်မိတာရှိတယ်တချို့နေ့တွေမှာလည်း10ရောက်မိတာတွေ့ရှိတယ်ပေါ့နော်9လပိုင်းနဲ့6လပိုင်းတွေမှာမိတာတို့ တင်ပြပို့ထားပါတယ်เนาะအဲ့တော့ဒီရဲ့ post အောက်မှာတွားကြည့်တဲ့ခါမှာဒီသူတို့ကိုထမင်းကျွေးလို့ပြည်သူတွေကတော်တော်လေးကိုညှို့ညင်နေတာတွေ့ရတယ်ဗျเนาะဒီကောင်းတွေကိုထမင်းမကျွေးနဲ့ဘာညာဆိုပြီးမှเนาะတော်တော်ကြီးကိုမုံတီးခါးတီးနေတဲ့ပြည်သူတွေရဲ့ comment တွေကိုတွေ့နေရပါတယ်เนาะကဲကျွန်တော်ပထမဆုံးကြည့်ရမယ့်သတင်းကတော့အခုရဲ့ပိုင်းမှာဗျเนาะမိုးရီရွာနေတာဖြစ်တဲ့အတွက်ဗျเนาะဒီမိုးမြားမဲ့သတင်းလေးကျွန်တော်တစ်ချက်နားထောင်ကြည့်ရအောင်နော်အိန္ဒိယသမုတ်ပြာကလာတဲ့ရေငွေ့နဲ့အာရေဗျာကလာတဲ့ရေငွေ့တွေကပေါင်းပြီးတော့မြန်မာပြည်ကို အနောက်ဖက်ချမ်းကနေပြီးတော့အကုန်လုံးဖြတ်ကျော်တည်ဆောင်လာတာတွေ့ရမှာဖြစ်ပါတယ်ကျောင်းရဲ့နေမှာလေသူလေစီးကြောင်းနဲ့သူရေငွေ့အပြည့်ပါတဲ့ရေတွေကဗမာပြည်ကိုဖြတ်ကျော်ရင်းနဲ့တရုတ်ပြည်ထဲကိုဝင်သွားတဲ့မုံတိုင်းရဲ့လေအေးနဲ့စတင်ထိတွေ့ပြီးတော့ဗမာပြည်မှာမိုးအကြီးကျယ်ရွာမဲ့အခြေအနေရှိပါတယ်ဒီတော့ကြောင့်မလို့ကြိုတင်သတိထားကြဖို့လိုပါတယ်ရှင်းရနေရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာလေဆိုင်ဝဲတစ်ခုထပ်ဖြစ်လာပြီးတော့မြန်မာပြည်ကိုအရှိန်ဟုန်နဲ့ရေငွေ့အပြည့်ပါတဲ့ လေစီကြောင်းတက်ခတ်ပြီးတော့တောင်တရုတ်ပင်လယ်ကဝင်လာတဲ့လေစီကြောင်းကြောက်မလို့မြန်မာပြည်မှာအကြီးအကျယ်မိုးတွေရွာသွန်းနိုင်တယ်လို့ကျွန်တော်တို့ခံမှန်းတက်ချက်လို့ရပါတယ်။ဒီကနေ့နှစ်ရက်နေပါတော့ကျွန်တော်တို့မြန်မာပြည်အထက်ပိုင်းကကချင်းပြည်နယ်၊စကိုင်းတိုင်းချင်းပြည်နယ်၊ရခိုင်မြောက်ဘက်မှာမိုးတဲတဲမဲမဲရွာသလိုပဲရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာကွက်ကြားမိုးတိထန်ခဲ့ပါတယ်။မန္တလေးတိုင်းနေပြည်တော်နဲ့ရှမ်းပြည်ဆက်ဆက်ဒေသတွေမှာလည်းမိုးအနေနဲ့ရွာသွန်းပြီးတော့အခြားတိုင်းနယ်ပြည်နယ်တွေမှာ မိုးပါသွားတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။တောက်ကြာနေ့၃ရက်နေ့မှာတော့ကျွန်တော်တို့မမပီအထက်ပိုင်းမှာမိုးပါပါရွာသွန်းမယ်၊ကြားပြည်နယ်၊ရှမ်းပြည်နယ်မှာမိုးပါပါရွာသွန်းမယ်၊သတင်းလိုက်တိုင်းကရင်ပြည်နယ်မှာမိုးပါပါရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။၄ရက်နေ့စနေနေ့ရောက်တဲ့အခါမှာတော့သတင်းလိုက်တိုင်းမှာနေရာကွက်ပြီးတော့မိုးတီးထန်သွားရွာသွန်းနိုင်တယ်လို့ပဲရှမ်းပြည်နယ်အရှိချမ်းမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်ဆက်ဆက်ဒေတာကြီးတစ်ခုလုံးမှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲချင်းတောင်တန်းမှာမိုးကြီးနိုင်ပါတယ်ဗမာပြည်အထက်ပိုင်းကချင်းပြည်နယ်စကိုင်းတိုင်းချင်းပြည်နယ်မန္တလေးအထက်ပိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ AOD တိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမှာလည်းနေရာကျဲကျဲမှာနေရာသိသိမိုးရွာသွန်းနိုင်တဲ့နေရာရှိပါတယ်။လာမယ့်9ရက်နေ့ရောက်တဲ့အခါမှာတော့ဒီကပို့လိုက်တဲ့လေးကြောင်းကချင်းပြည်နယ်ချင်းတောင်တန်းမန္တလေးတိုင်းစကိုင်းတိုင်းရခိုင်ပြည်နယ် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်သတင်းနာရီတိုင်းချမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကျွန်တော်တို့ခံမှန်းလို့ရရှိပါတယ်။ လာမယ့်6ရက်နေ့မှာတော့ကျွန်တော်တို့ကချင်းပြည်နယ်အောက်ပိုင်းစကိုင်းတိုင်းမန္တလေးတိုင်းမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်တောင်တန်းဒေသရခိုင်ပြည်နယ်စစ်တောင်းမြဝန်းဒေသနေရာကွက်ပြီးတော့မုန်းကြီးနိုင်ပါမယ်ခုနှစ်နှစ်ရောက်တဲ့အခါမှာတော့ဗီယက်နမ်နိုင်ငံကိုဖျက်လာတဲ့မုန်တိုင်းအညွန့်ရဲ့ပို့ဆောင်မှုကြောင့်မလို့ရှမ်းပြည်နယ်တစ်ခုလုံးနေရာကွက်ပြီးတော့မိုးရွာနိုင်ပါတယ်ထို့အတူကချင်းပြည်နယ်ချင်းတောင်တန်းရခိုင်ရိုးမှာရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးတွေအသေးအံရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ် ရှေ့ရနေရောက်တဲ့အခါမှာတော့ဗီယက်နမ်နိုင်ငံကိုဖျက်လာတဲ့မုန်တိုင်းအကျဉ်းချံကြောင့်လို့မြန်မာပြည်ချင်းတောင်တန်းသခိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲကယားပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပါတယ်ကျွန်တော်တို့ဒါရီယာဆိုလို့ရှိရင်ယာယီခမန်းတက်တွေဖြစ်ပြီးတော့ထူးခြားတဲ့အခြေအနေနဲ့ပြောင်းလဲမှုအခြေအနေတွေရှိလို့ရှိရင်လည်းကျွန်တော်တို့အလင်းအမြန်လုံးလေ့လာတင်ပြမှာဖြစ်ပါတယ် ကဲဒါတော့မိုးလေဝသသတင်းဖြစ်ပါရနော်အဲ့တော့ခုနပြောသွားတဲ့ဒေတာတွေမှာမိုးကြည့်နိုင်တဲ့ဒေတာဖို့လိုပါနော်ကဲပထမဆုံးကျွန်တော်တို့နောက်ထပ်သတင်းကတော့အခုစပိုင်းဆိုတော်လိုင်းရေးမှာပေါ့နော်ပါဝင်ခဲ့ပြီးမှဟိုအချက်ဖက်မင်းအောင်လည်းဘက်ကိုပြန်ပေါင်းသွားတဲ့ BGF နဲ့တကွာပေါ့နော်ဒီကင်းနေမှာရှိတဲ့သူတွေကိုတဲ့ပြောလာတဲ့ကိုရဲမင်းပေါ့နော်သူပါတယ်ပြောတဲ့ချက်နောက်တော့ကြာနော်ဒီရောမင်းတို့ဒီစစ်ပညာတွေတက်ခဲ့ကြတယ်ဒီနေ့ကိုရဲမင်းပြောနေတာလက်ရှိငွေကြီးဥစ္စာတက်နိုင်ရဲ့ကြားဖြောင်းအမိတဲ့ဟဲပြုတ်ပြီးတော့ပေါ့ကွာငွေကြီး ဥစ္စာတက်နိုင်တဲ့ငွေကြေးဥစ္စာပြည့်စုံတဲ့နေရာတွေကို PD ရဲ့ရင်းမော်တွေဖြစ် KNU ပြည်ရဲ့ရင်းမော်တွေဖြစ်တော်လိုင်းရဲဘော်တွေဖြစ်ကနေပြီးတော့တခြားသောငွေကြေးပြည့်စုံတဲ့ဖွဲ့စည်းကိုကူးပြောင်းသွားတဲ့လူငယ်တွေကိုပြောချင်းဖြစ်တယ်။ကဲအဲ့လူတွေနော်တို့တောင်ပိုင်းခေါ်ရတော့သုံးလုံးလို့လေးလုံးလို့ပေါ့ကွာအဲ့လိုဖွဲ့စည်းတွေကိုတနေ့ကဖွဲ့စည်းတွေစီကူးပြောင်းပြီးတော့မှကိုအချင်းချင်းငါတို့တော်လိုင်းရဲဘော်ချင်းချင်းငါတို့တင်တန်းတွေတူတူတက်ခဲ့တဲ့လူတွေချင်းချင်းဆိုတဲ့ကိုရဲဘော်ရဲဘက်တွေကိုပြန်ပြီးတော့တိုက်ခတ်တပ်ဖြတ်ရမယ်အလုပ်တွေကို လုံနေတဲ့သူတွေအဖြစ်ရောက်သွားတဲ့သူတွေကိုအဓိကကိုရမင်းဒီနေ့ကပြောချင်းဖြစ်တယ်မင်းတို့ငွေကြေးတွေနဲ့စီယုံသွားတယ်ဒါဆိုလိုတာကွာဟိုအထုလူငယ်ကြတာစိတ်တွေမခိုင်းလောကခိုင်းမှာပြတ်သားတဲ့တော်လိုင်းကြီးကိုတစ်ဆိုင်မှမှန်းနဲ့ဖြတ်သားမယ်ဆိုတဲ့စိတ်ချက်တွေအားနေတယ်အဲ့လိုလူငယ်တွေတော်တော်များပါပါရတယ်ဒါပေမဲ့ဒီကနေ့မင်းတို့ကူရောက်နေတဲ့အဖွဲ့စည်းတွေကနော်ငွေကြေးတက်နိုင်တဲ့အဖွဲ့စည်းကြီးကြီးကတစ္ဆာဖောက်တွေဟာနော်တို့လူမျိုးချင်းချင်းလဲတို့ပြန်တက်တယ်မင်းတို့ငါတို့ ော်လိုင်းရဲဘော်ရင်းနဲ့တူဒီ PDF တွေကိုလည်းအပြီးတုတ်တင်ဖို့အကြံဖက်စစ်အုပ်စုမင်းအောင်လာအလိုတော်ကြလိုက်ပါပြီးတော့ဆောင်ရွက်နေကြပြီဖြစ်တယ်အကြံဖက်စစ်အုပ်စုစက္ကမစစ်ကော်မရှင်စိတ်ကြမတော်ဒီတောင်ပိုင်းကိုရေကောက်ပဲကာကွယ်မယ်လို့ပြောတာသူပဲနော် position နေပြီဖြစ်တယ်အဲ့တော့မင်းတို့လည်းတူတူတအိုးလေးစားခဲ့တယ်တင်တာတူတက်ခဲ့ဗားလိုက်တခုလည်းတူအိတ်ခဲ့တငယ်ချင်းချင်းနေဒီနေ့ကြဆုံမှုနေရှိနေအဲ့တော့မင်းတို့တိုင်နေခဲ့တဲ့တစ္ဆာတွေမင်းတို့တစ္ဆာဆုပ်ခဲ့တာတွေကဘယ်လိုရောက်ကုန်လဲ ကွဲမိတာကိုဒီနေ့ညမင်းတို့လာပြောခြင်းဖြစ်တယ်။မင်းတို့ငွေချင်းနဲ့ဖြားယောင်းပြီးတွေးဆောင်သွားတယ်စီယုံသွားတယ်မင်းတို့ပါပါတယ်။ဒါပေမဲ့ငါတို့ကယောက်ျားရည်ကွာ။အန်ကြီးတွေကနော်မင်းတို့ဒီနေ့ညမတာကိုပြောခြင်းဖြစ်တယ်။ပြီးတော့ငါဖွေကိုမင်းတို့ကြည့်တခြားအထက်ထက်ပြန်နားထောင်။ယောက်ျားဆိုတာပါလေ။တစ္ဆာရှိဂတိတရားလေ။နော်ကိုယ်တငယ်ချင်းကြီးကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေပေါ်ပြန်ပြီးတော့တစ္ဆာမမေ့ရအောင်။နော်အဲ့တော့မင်းတို့ကိုယ့်ကိုပြန်ကောင်းကြည့် လီးပါတဲ့ယောက်ျားတိုင်းတစ္ဆာရှိခရီးတီရယောက်ျားပြီးသားရတယ်။သမီးကိုကိုပြန်ကောင်းကြည့်ရလား။ငါတော့တခုခုလုတ်တော့မယ်။ဘောနော်။အောက်တန်းကြတဲ့လုတ်တခုလုတ်တော့မယ်။ဆိုရင်ကိုကိုပြန်ကောင်းကြည့်ရ။အာငါမှလီးပါသေးတယ်။ငါယောက်ျားပဲ။အောက်တန်းကြတဲ့လုတ်ကိုမလုတ်အောင်ဆိုရင်အတွေးခေါ်မျိုးငါမမြင်ရဝင်။ရှိုင်းတော့ရှိုင်းပါမယ်။ဒီမတီဗီကိုကြည့်နေလို့ဒီခွန့်လပ်ပြပါ။အဲ့တော့မင်းတို့လည်းယောက်ျားရတယ်ဗျ။ဒီတော်လိုင်းကြီးတွက်ဆိုပြီးဝင်လာကြတာပဲမင်းတို့တွေ။တော်လိုင်းကြီးစားပိုင်း။လက်တန်းကြောင်ထောင်ပြီးတော့လမ်းမထွက်စားတာပြရတယ်။ပြီး UG တွေဖြစ်ဖြတ်တန်းနေကြတယ်။ ီးတော့တော်လိုင်းနဲ့နေမှာတင်တန်းတွေတက်တင်တန်းတက်ပြီးကြီးကြီးကြီးတော့ပြန်ပြီးတော့မြို့ထဲမှာပြန်ကျုံပြီးပြန်လာပြီးဒီမှာတော်လိုင်းနဲ့နေမှာတိုက်ပွဲဝင်ရဲဘော်တွေဖြစ်သေးရောအောင်ပြန်ဆက်ပြီးတော့မလို့ဆင်လွဲတိုက်ပွဲဝင်ခဲ့ကြတယ်ဒီလိုလူငယ်တွေကအခုချိန်မှာမွေရတက်နိုင်တဲ့လက်နက်ကင်ဖွဲ့စည်းတည်ရဲ့အောက်ကိုမြို့ရောက်သွားတာနှစ်ခုကိုပြန်ငုံကြည့်ကြရတာဒီနေ့မင်းတို့နဲ့တူတအိုးလဲစားခဲ့တယ်တင်တန်းတခုလည်းတက်ခဲ့တယ်တွေပကတ်လုံးနဲ့တူအိတ်ခဲ့တယ်တွေဘာရက်လုံးနဲ့တူအိတ်ခဲ့တယ်တွေကြာဆုံးအချိုရှိဒါလည်းမင်းတို့ကြားပါလေအဲ့တော့မင်းတို့ကိုကိုကိုလိုက်ကြလုံးရလားမင်းတို့ တင်သွားတဲ့စစ်ပညာတွေမျိုးတက်ခဲတဲ့စစ်ပညာတွေကငါတို့ပြည်သူတွေရဲ့ချွေးနေစာတွေထောက်ပံ့ကျွေးမွေးထားခဲ့ရတယ်မျိုးပညာတွေတင်သွားတာဖြစ်တယ်မျိုးတင်နှမ်းမှာစားသွားတာတင်နှမ်းမှာတုံးသွားတာကြည်စမ်းနေပြစ်သွားတာလက်ခဏခဲနေနဲ့စတာဖြစ်ခတ်သွားတာပြီးတော့မျိုး uniform တွေစားပြီးအကုန်ကတင်နှမ်းတစ်ခုတက်တက်ပြီဆိုရင်နောက်ပိုင်းမျိုးတိုက်ပွဲတွေ့ကြုံနေသွားပါလားဒါတွေကပြည်သူရဲ့ထောက်ပံ့မှုတွေနဲ့ပဲမျိုးဒီပြည်သူတွေကိုမျိုးပြန်ဆော်ကားတော့မှာကိုယ်မိဒီလိုမျိုးစကားတွေပြောရတာအရန်အနေများပါတယ်ဒါမင်းကငါ့ကိုကလက်ပြလုံးနေငါ့ကိုကငုံချီပြီးတော့ငါယောက်ျားဆိုလာပါငါ့မှာဒီပါလေးပါလားဆိုတာနဲ့ငါ့ကိုကလက်ပြလုံးနေ ကဲဒီစကားကိုပြောရတယ်ဒီငါကုလက်ရှိနေနေရတယ်လက်တကိုင်နေနေမှာပဲအဲ့တော့ငါတို့ဒီစကားလေးပြောရအနေများတယ်အရန်အနေများမျိုးသိပါတယ်မျိုးပို့သိလိမ့်မယ်နော်ဒါပေမဲ့ငါကောင်ကလိုက်ပြန်လုပ်နေတယ်တော့ဒီစကားလေးဒီနေ့ပြောခြင်းဖြစ်တယ်မင်းတို့ဒီငွေအကျင်းအင်အားတောက်တဲ့လက်တကိုင်ဖွဲ့စည်းတွေမှာဝင်ပြီးတော့မင်းတို့အချမ်းဖတ်စစ်အုပ်စုမရောက်နိုင်နဲ့ပေါင်းနေပြီလေကွာဟမ်အဲ့ထဲမှာဘယ်သူတွေပေါင်းနေလဲမင်းတို့မြင်နေတိုင်းပဲတရင်နေမှာမကြည့်လိုက်မင်းတို့အဲ့လိုဖွဲ့စည်းတွေမှာဝင်ပြီးတော့မင်းတို့ကိုရေမောရေပါလေကိုတငယ်ချင်းကိုငယ်တငယ်ချင်းကိုပေါ်လာတယ်ပြန် ဒါတော့မင်းအောင်လိုင်းဒီရွေးကောက်ပွဲကောက်ကမယ်ဆိုတဲ့အဖွဲ့အစည်းပဲလို့ BGF လိုမျိုးအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့အဲ့အောက်ထဲဝင်သွားတဲ့ရဲဘော်တွေပြောနေတာပေါ့နော်ခက်ချိန်မောင်းလာမင်းတို့ကြော်ရဲလာမင်းတို့ပြောရဲလာမင်းတို့ကိုယ့်ကိုပြန်ကောင်းကြည်ရမင်းတို့လီးပါတယ်လေမင်းတို့ယောက်ျားတွေလေကွာယောက်ျားဆိုသစ္စာရှိဂရိတီရတယ်ယောက်ျားဆိုတာယောက်ျားလို့လောက်ပါတယ်ဘာလို့မှလည်းမင်းငွေချင်းငွေချီဥစ္စာလေဘာလို့မှခဏပဲလေကွာတေဝဲဘာမှမပါဘူးငွေချီဥစ္စာလေခဏပဲမင်းတို့အကောင့်ထဲမှာအလောင်းထဲမှာရောက်သွားတယ်ကြည်မင်းတို့ဘာမှမင်းတို့အကောင့်ထဲရောက်သွားကြမင်းဘာမှမပါဘူးလေကွာ ါမပါတယ်မြို့ရဲ့ကုန်သိက္ခာတွေယောက်ျားတယောက်ရဲ့ကုန်သိက္ခာတွေလူတယောက်ရဲ့ဖြစ်တည်မှုတွေလူတယောက်ရဲ့ကုန်သိက္ခာတွေကြားပဲဖြစ်မပဲဖြစ်ပါနော်ပြောချင်တာအဲ့တော့မြို့အဲ့ဒီကုန်သိက္ခာတွေပဲပါပါကွာကိုယ့်ရဲ့တမိုင်းတွေပဲပါပါတေးတာတော့ဘုံမျိုးတေးနေရမယ်တိုက်ပွဲဝင်မဲနေတယ်လမ်းကြီးမှာကားတိုက်ပြီးတော့တေးတဲ့ကောင်ကြီးအများကြီးတော့တေးလာရင်မတူဘူးလေကွာသူရဲကောင်းဆန်ဆိုတာတေးစမ်းပါငါတို့လည်းသူရဲကောင်းဆန်ဆိုတာဘယ်ဖြတ်တန်းကြီးသူရဲကောင်းဆန်ဆိုတာပဲငါတို့တေးချင် ဒါကြောင့်ငါတို့ဒီနေ့မှာဒီလိုလုပ်နေတာအခုဒါလည်းမင်းတို့ကိုအဲ့ဒီကြားရတယ်ပြောမုန်းခံပြောငါလာပြောနေဒီစကားတွေပြောရတာဒီလိုလက်နက်ကင်နေမိမှာငါတို့ဘယ်လောက်အနေကြီးလဲဆိုတာငါ့ကိုငါပဲသိတယ်အဲ့တော့မင်းတို့တွေကိုချင်းချင်းတွေတိုက်ခိုက်မှုတွေလုပ်နေတဲ့အဖွဲ့အစည်းရတယ်ပြီးတော့မင်းတို့နောင်သားတွေရှာပြီးတော့ငါတို့တော်လိုက်တဲ့ဖွဲ့ကပြန်လဲပူပေါင်းပါကဲ PDF တော်လိုက်ပူပေါင်းဖွဲ့ PDF တပ်ဖွဲ့ဝင်နေတယ်ပူပေါင်းပါငါတို့တောင်ပိုင်းတိုင်းမှာရှိနေတဲ့ရဲဘော်တွေအားလုံး PDF ကုန်တာပဲကြာပြီးသားတော်လန်တပ်ဖွဲ့တွေ PDF စစ်စစ်တွေဖြစ်တယ် ဲ့တော့တောင်ပိုင်းထဲမှာရှိနေတဲ့ငါ protein တက်ဖွဲ့နေတယ်အများဆုံးမင်းတို့ပြန်ပူးပေါင်းပါမင်းတို့ငွေချေးအိဥ္စာကိုခဏတာခုံမိပြီးတော့ဝင်သွားနေတယ်မင်းတို့လည်းမပြော့ပါဘူးမင်းတို့ကိုယ်ကိုလက်ပြမလုံပါဘူးမင်းတို့ကိုယ်ကိုတိနေပါတယ်ကိုယ်ကိုငုံချီတာမင်းတို့ရှက်နေပါလားအဲ့အတွက်မကြီးလေးမကြီးလေးတားယူမင်းတို့ပြန်လာခဲ့ငါတို့ protein တက်ဖွဲ့ကြီးဆိုပြန်လာငါတို့နဲ့တူအကြမ်းဖက်စစ်အုပ်စုကိုငါတို့တွေအဆုံးစွန်ထိတော်လာတိုက်ပွဲဝင်ကြမယ်မင်းတို့ပြန်လာကြအောင်ငါဖိတ်ခေါ်တယ်ကြိုးဆိုတယ်မင်းတို့လာခဲ့ကြမင်းတို့မြောက်ဝင်မြို့ရဲ့တောင်ပိုင်းတစ်ချမ်းကိုရောက်ပြီဆိုတယ်မင်းတို့လုံးမြောက်မင်းတို့ပြန်ဝင်လာခဲ့ကြ မင်းတို့ရည်ချင်းရှိတဲ့သူတွေမင်းတို့အဲ့လိုမျိုးအင်အားကြီးငွေချင်းအင်အားတက်နိုင်တဲ့လက်နက်ကန်ဖွဲ့ပြီးစီယုံသွားတာမျိုးဝယ်မယ်ရန်မယ်မျိုးတယ်ကိုရမင်းတို့ဒေါ်လာကြီးတစ်ဖွဲ့တွေနဲ့ဒေါ်လာကြီးနေနေပါဝယ်မယ်ဦးချိန်ကြီးရှင်းတာနေရောမယ်ဝယ်မယ်တလာရာနဲ့ AC သွားနှစ်နေလို့ရတယ်ဒါပေမဲ့ဝယ်မယ်မရှိမနေသေးဘူးငါတို့ဒေါ်လာကြီးတို့အတက်နိုင်တော့ငါတို့လေလက်ပြလုံးစွာနဲ့ဆက်ပြီးတော့ငါတို့နေထားဆောင်ကြအောင်ငါတို့တမိုင်းလာလာလေးနဲ့လူဖို့အောင်ကုံဆုံးကြအောင်မင်းတို့အားလုံးပြန်လာကိုရမင်းတို့ချုံဆုံးနေတယ်ဟုတ်မင်းတို့အချိန်ကမှားခဲ့လေမှားလေ ခေါင်းဆောင်ဟောင်းလည်းခွင့်လွှတ်ပေးပါမယ်နော်မင်းတို့ခေါ်ခေါ်လေးမင်းတို့ချစ်တဲ့ပုံကြီးလည်းကြိုးစုံနေတယ်နော်ပို့တာပေါ့သူလည်းတော်လိုင်းရဲမဟုတ်လေသူမြေတွေမှာအခုချိန်ထိခုကတော့တွန်းလာရင်သူဒီနေ့တိုက်ပွဲထဲမှာရှေ့တန်းမှာရှိနေတော့မယ်မင်းတို့ချစ်တဲ့မင်းတို့ရဲ့ပုံကမင်းတို့ပို့တာပေါ့မင်းတို့မင်းတို့အားလုံးကြားရအောင်အားလုံးလည်းအားလုံးပေါက်ကြရအောင်โอเค ဒါကတော့ဗောနော်ဒီ BGF ဘက်ကိုပူပေါင်းသွားတဲ့အချို့သော PDF တွေနဲ့ပတ်သက်ပြီးတော့ကိုရေးမင်းပြောထားတဲ့ profile ဖြစ်ပါတယ်เนาะအဲ့တော့ဒီငွေကြီးဘက်ကိုငွေကြီးကိုခဏကြည့်ပြီးမှပါသွားလို့မဟုတ်ပဲနေဗောနော်ကိုရဲ့ဂုံသိက္ခာအတွက်ပြန်လာဖို့တောင်းဆိုနေတာဖြစ်ပါတယ်เนาะကဲကျွန်တော်တို့ကြည့်ရမှာကတော့ဒီကြော်ဆိုးနဲ့တည်တိုင်းရုံမျိုးကိုဗောနော်3ပေးလိုက်တဲ့ဘုံမိုက်ခဲရဲ့ဗီဒီယိုကိုဥစား reaction လုပ်ထားတဲ့ကိုစီးဗီဒီယိုချက်နောက်ကြည့်အောင်เนาะအဲဒီလေဘယ်လိုလဲဒီလေ တန်ဖိုင်ပေါ့နော်ဒီမှာခဲ့တော့တန်ဖိုင်ပေါ့ဘီစိတ်နေသွားလဲအဲ့မှာဒီဇွန်တက်လိုက်ဒီဒါကတော့လည်းပဲဒိုဗစ်ဒါလေးထားတဲ့အော်မသိပါဘူးကွာဓမ္မဒီမဲ့လို့အနည်းပြောတာလို့ဓမ္မကတိုင်းကိုကိုပြောပါအဲ့တော့ကနာကမေးပါလေဒါမသိဘူးတော့တယ်ဟဲ့အဲ့မှာညတိခွဲနဲ့ကျော်ဆုံးပြောတာဟာမသိရသေးဘူးလိုင်းကိုတက်ဖြစ်နေပြီဟုတ်လားအဲပြောတာမသိလို့ရှိရင်မင်းတို့ပြောတာရကြရတာမရှိဘူးဒီကောင်လေးကွာတကယ်ပဲမင်းအခုကမှသူပြောတာမင်းတို့လည်းပြေးတာဘယ်လိုပြောခွေးလိုပြေးတာတရားမှမရှိတော့ဘူးလေ

နားလဲနားလဲဒီနားလဲအကိုကမတရားမှမဟုတ်မဟုတ်တော့ तू တလောအဲ့လိုအပါကြီးပြောနေလို့ကွာကိုလည်းစိတ်ကူလာဟောဘာဟဲ့ဘလို့ဖြစ်တယ်ကိုလည်းကမောင်ကောင်ဆက်ဆိုင်ရမှာအေးဆေးပဲကြားပေးတယ်ဟာကျော်စုပြောင်းလဲပြောင်းစားကောင်တော့ဒီကောင်ဒီစီရူဘာဖြစ်လဲဘာတော့ကရောက်နေမဖြစ်ဘူးတူတို့ကကြည့်တဲ့တိုင်းကွာပြောလိုက်ရင်ဒီကောင်တွေကလေစပ်စပ်ကျတဲ့လေးပြောတာဟိုမင်းတို့အဖွဲ့ကိုအဲ့လောက်တော့မဖြစ်နိုင်ဘူးလေဒီလောက်တော့အင်အားနဲ့တို့နေတဲ့ဟာဟိုကိုလည်းထင်တော့ထင်ပါတယ်ဒါပေမဲ့တို့တွေကပြောလိုက်ရင်သိတယ်မလားအဲ့လိုမျိုးပြောတော့ကိုလည်းစိတ်ပူသွားတော့အဲ့ဒါမနေ့ကကချက်ချင်းဟောကောင်ကမေးခိုင်းတာ ကျော်စိုးလို့တက်နေရမိုက်ခဲဆက်နှခါလောက်ပြီးတော့အားဘူလေးကြီးဘီယူလာဆိုင်နော်အဲအဲ့ဒီတိုင်းရုံမလို့ဘာလို့လဲမနေ့ဖမ်းပြီးတဲ့နေ့တိုင်းကြောက်ပါဘူးညီလေးစီကိုကြီးရောက်လာခဲ့တယ်ဒီကိုချိန်ရဲသူကလည်းဖြစ်တော့ပါဗါလောစင်ကတည်ရမလားညိုကတကားတွေတိတ်ပြီးအားကြီးပြောတော့ဘူးအဲစီကြီးတွေအားကြီးချမပြတော့ဘူးမပြမပြရည်ဒါတို့ဒါလို့လိုက်ပြီဆိုတာမင်းတို့ငါတို့လက်သေးကိုပြီးပြီဆိုရင်တနေ့ကျတော့မင်းတို့တည်ရမှာလို့စီကြီးလောစင်ကမှချမပြတော့ဘူးအေးစီပဲငါပြောချိန်တာပြောအေးစီပဲထားလိုက်မယ် ဟုတ်တယ်ဟုတ်တယ်ဒီမပြမပြခြေခံအခုနောက်ပိုင်းမှာခြေခံလုံနိုင်တော့ပေးလုံနိုင်ဒီကောင်လေးကချင်းချင်းပြောကိုယ်ကိုစွရတာလည်းပါတယ်ကွာကိုယ်လေးကိုအစဖတ်အောင်စွနေတာလည်းပါတယ်ဒီကောင်လေးကအေးစီပါအဲ့ကိုယ်တော့လေဒီဒီအခုဒီလက်ကုန်ပြီဆိုတော့လေလက်ကုန်ပြီလို့ရှိရင်ဒီဒီကမနေ့ကျတော့ရံမွေထိုက်ရလို့ထက်ချမယ်ကိုယ်ထက်ပြောမှတည်တယ်နီးဒါမှလည်းဟိုအဖွက်မျှပြီးတော့ချပေးနေတော့လေ โอเคโอเคคุยตะเกียบเจี๊ยบขึ้นมาเลยนี่ก็ได้ยงนี่บาเลยเอ่อกูตัดไหนน่ะแท้ปูพี่แล้วกูลงไหนน่ะแท้ปูพี่แล้วก็ต้องชูซ้าเลยก็ต้องยงเลยเอ่อบ่เนาะต้ายตานี่อีหยาวเลยเนี่ยเอ่อญีน้องนี่เนี่ยบ่เนาะสกาเปียวนี่เนี่ยเอ่อมีสาเกมาเจ้าเลยตะคู่ซ้อมเปียตะคู่อาชีพเจ้าเลยนายเอานี่ก็ชูซ้าได้บาเลยอ๋อโอเคโอเคนี่อะแล้วก็ก็โอเคจำไหนดูไซจำไหนดูไซเบี้ยกินออกนี่อะอีกก็เลยจำออกนี่อันไหนกินออกนี่เนาะเออเออเออตีอายุหมดพี่รู้สิเนาะบลูมาบ้าบลูไคเนี่ยเนาะโอ้ตีอายุหมดพี่ดีตาตาละเว้ยงาตีอายุหมดแล้วไ ွယ်စိုးကိုလိုချင်တာကွာကျွယ်စိုးရနေတိုင်ကဒီကောင်စံပြုတ်ကတိုက်ချင်လို့ကွာကိုစီရဆွဲရတော့ကဲဒါတော့ဗောနော် ကျောဆူရုဖကပြောင်းလေးပြောင်းစားနေပြောတာဗောနော်ပုံမှန်ခဲတော့ပဲခွေးမျိုးပြီးရတယ်ပြောရတယ်ဗောနော်အဲ့ဒါဆွဲရလို့သွားပြီးတာဟိုက AC ပဲဗောနော်အဲ့တော့တည်တိုင်းပဲကျောဆူကတော့အခုချိန်မှဆိုတော့တစ်ဖက်သက်ဘောမှာဗောနော်ပြောင်းလေးပြောင်းစားစစ်စစ်ကြီးဖြစ်တော့ပါပြီနော် ဲကျွန်တော်တော့တော့မယ်တရေကတော့မမသားတွေကိုဒဲဆော်လိုက်လို့ပေါ့နော်အခုမမသားတွေကဒီမမကိုသတိပေးတယ်ပေါ့နော်မမကိုတော်တော်လေးကိုသူတို့ကချင်နေကြပါနော်အဲ့ဒါနဲ့ပတ်သက်ပြီးမမကအခုပြန်ပြီးတောင်းပန်နေရပါနော်အဲ့တော့ဘယ်လိုပဲပြောသူကတော့ဆက်ပြီးပြောနေတာတွေ့ရနော်အဲ့တော့သူပြောထားလေးနည်းနည်းလေးချက်ထားအောင်ကြည့်ရနော်ငါအကျွန်တော်ကပြစ်လိုက်တဲ့ခါကျမဘာသားတချို့ထီတယ်ထီရခါမဘာသားတွေကပြန်ပြီးတော့ဘယ်သူမျိုးပြစ်လဲဆိုတဲ့ခါကျတော့အဲဘယ်လိုခေါ်မလဲနောက်ထပ်သတင်းဆယ်လီတွေပေါ့သတင်းဆယ်လီတွေနိုင်ငံရေးဆယ်လီတွေ တချို့ဆိုလို့ရှိရင်ညတော့လဲနာမည်ရေးတာအောင်မယူနာမည်အနောက်မှာ669ဆိုတဲ့စကားပေါင်ရေးကြတာခင်ဗျားမယုံလို့ရှိရင်တချို့ email တွေဖတ်ကြည့်လိုက်ပါနော်တချို့ email တွေအနောက်မှာတို့ကတချို့ channel တွေပေါ့ Telegram channel တွေအနောက်မှာ669ဆိုတော့ဟိုဘက်တော့ထည့်ထားနေတာတို့တို့ကိုတို့669မှန်းသိအောင်မဘာသာမှန်းသိအောင်ပေါ့ဗျာနော်အဲ့လိုမျိုးကိုယ့်ရဲ့ Telegram channel နောက်မှာတော့669ထည့်ထားတဲ့သူတွေကဒီကိစ္စတွေမှာငြိမ်နေတာတော့ကျွန်တော်သွားတွေ့ရတယ်ပေါ့ဗျာနော်အဲ့တော့မဘာသာတွေရဲ့ မဘာသာတွေရဲ့ဒီအဲပြောရမယ်ဆိုလို့ရှိရင်တော့တို့တွေရဲ့သဘောထားပြောတယ်ကျွန်တော်တို့သိရမဘာသာဘာကြောင့်ဖြစ်ရလဲမဘာသာဆိုတာတကယ်မဘာသာဖြစ်နေတာကာရိုမီမဘာသာလားဆိုတော့ကျွန်တော်တို့တွေ့ရတယ်အခုကျွန်တော်ရဲ့ဒီပြန်လဲတုံ့ပြန်မှုတွေမှာပေါ့နော်တုံ့ပြန်မှုကနေပြီးတော့ကဲနောက်ထပ်လဲပေါ့နော်တစ်ချက်တော့ကြည့်ရအောင်အခုဆိုရင်ကျွန်တော်ကသတင်းနဲ့အတင်းနဲ့ခွဲခြားပါဆိုတဲ့တယောက်ရေးသွားတာကျေးဇူးတင်ပါတယ်အဲ့ဒါကြောင့်မို့လဲ ကျွန်တော်ကိုစန့်ကျင်ပြီးတော့လိန်ညာဖို့ကြိုးစားရတဲ့သူတွေအားလုံးဟာကိုယ်တည်ရင်ကိုတူးတူးဖြစ်မနေမဖြစ်သွားကြဘူးလားအဲဒါနဲ့ဥမာဖြစ်ပြကျွန်တော်ပြောမယ်ပြเนาะအခုဗလီကိစ္စအဲကျွန်တော်ကိုသတင်းမားတွေလွှင့်มาတယ်ဆိုပြီးတော့ခင်ဗျားတို့ဘက်ကလူတွေတော်တော်အဲခင်ဗျားတို့ဘက်ကမဟုတ်ပါဘူးကျွန်တော်ဘက်ကလူတွေကြီးပါပဲကျွန်တော်ပြန်ပြောကြတယ်နောက်ဆုံးပိတ်တော့ကျွန်တော်ဘက်ကလူနိုင်ငံရေးတည်ရင်တူးပြီးသားမဖြစ်သွားဘူးလားเนาะဟုတ်ပြီဒါတစ်ခုတစ်ချက်ပေါ့နောက် ARD ARD နဲ့ပတ်သက်ပြီးတော့ ပြောင်းရီမှာတခါလဲဘယ်လိုခေါ်မလဲစစ်ပွဲတွေမဖြစ်ပါဘူးအားလုံးငြိမ်နေပါတယ်ဖင်လန်နိုင်ငံကိုမမောင်ဟာเนาะတရင်မားတွေဖြန့်နေတာပါဆိုပြီးတော့အဲခင်ဗျားတို့အဲ့ဒီစိမ့်စိမ့်တောက်နေပေါ့ဗျာเนาะပါမှမလို့မသိဘူးအာကျွန်တော်တို့တိုက်ခိုက်တာရှိတယ်တကယ်တကယ်ကျွန်တော်ကတိုက်ရင်းနဲ့တက်မနဲ့ဘယ်တက်ကဘယ်ရင်းမှုဘလို့ကြတယ်ဆိုတာဆိုကျွန်တော်ပြောပြဘလို့ဘယ်เนาะတပုံဘယ်နှစ်ယောက်ဘယ်နှစ်ယောက်ဘယ်နှစ်ယောက်ရတယ်ဘယ်ရွာဘယ်ရွာအထိကျွန်တော်တို့ပြောခဲ့တယ်မဟုတ်ဘူးလားအဲ့တော့ နောက်ဆုံးပိတ်တော့ကိုမောင်ကတင်းပြောနေတာလားအတင်းပြောနေတာလားအဲနောက်တစ်ခုကြောက်ဖြူရခိုင်ပြည်နယ်ရခိုင်ပြည်နယ်ပတ်သက်ပြီးတော့လေဒီတဲ့ပုံကြီးပြောတော့เนาะခင်ဗျားတို့အဲ့မှာကားဗနစီနဲ့ဗနထုတ်တယ်တယ်ဆိုတာဆိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်ရေဒါထဲမှာရှိရဆိုတော့ခင်ဗျားတို့မမေ့နဲ့เนาะကျွန်တော်ပြောနေတာရေဒါထဲမှာရှိရเนาะကျွန်တော်စစ်ကောင်းစီစီတေးရတယ်เนาะဟိုကိုရီးယားနိုင်ငံတော်ကောင်းစီကျင်တာဟိုဒူလီဒုက္ခရောက်စီကျင်တာမဆက်သားတွေတို့လည်းအချိန်နေမကောင်းကြပါဘူးဒါပေမဲ့ ဒုက္ခရောက်မှာရောင်းဆိုရင်ပါလားကဲဒါတော့မမောင်ရဲ့စကားဖြစ်ပါတော့ तू ကတော့စစ်တက်ကိုကောင်းစီခြင်းနေပေါ့နော်အဲ့တော့ तू ဘာဒီမင်းအွန်လိုင်းဘောတော့တော့မမအောင်ပေါ့နော်စစ်တက်ဘောပဲမမယ်ပေါ့အဲ့တော့အခုချိန်မှာဆိုရင် तू ပြောတာနဲ့ပတ်သက်ပြီးတော့ဒီအမှန်တရားတွေကိုစစ်တက်ဘက်ကနားနားမထောင်နေတော့ဘူးပေါ့နော်နားမထောင်နေတော့ဘူးတိခါနိုင်စရာမရှိတော့လို့မမောင်ပြန်ပြီးတော့ဖဲ့နေတဲ့အချိန်ဖြစ်ပါတယ်နော်အခုဆိုရင်တော်တော်လေးကိုကြောက်သူလည်းကြောက်ရွံ့နေရတာပေါ့နော်အခုဆိုပြန်လဲတောင်းပန်ပြီးမှဒီကိုချောက်ကိုမဘာသာတို့ပြန်တောင်းပန်နေတာဖြစ်ပါတယ် ကဲမနေ့ကပေါ့နော်အဲဒီပြူပြူ sorry ပြာကိုတိတ်ပိုက်လိုက်တဲ့ဘိုးပိုက်ချဲတို့နဲ့ပတ်သက်ပြီးတော့အင်တာဗျူးထားတဲ့ဟာတွေကနေကောက်တို့ချက်တူလေးတစ်ချက်နားထောင်ကြည့်အောင်နော်။ဟိုမှာထိုးစစ်ဆင်ရတာဆိုတော့ကျွန်တော်တို့မှာခက်ဟိုကြော်ဖြတ်ခဲ့ရတဲ့ဟိုရွာတွေအားဆိုရင်ကျွန်တော်တို့ရဲ့ရွာတွေကြီးပဲကျွန်တော်ကြော်ဖြတ်ခဲ့ရတယ်ဗျာပြန်တို့ရဲ့ရွာတွေတရားပြီးတရားဖြတ်လာပြီးမှကျွန်တော်တို့အဲ့အုံလိုက်တွေရောက်တာ။ရောက်တဲ့အချိန်မှာကျွန်တော်ကကျွန်တော်ကဟိုဘယ်လိုမှစဉ်းစားတာအဲဒီမှာစဉ်းစားကြရပါလို့ဆိုတော့ကျွန်တော်တို့တနက်တန်ဟိုဖန်ဟိုလိုရလို့ရှိရင်တနက်တန်ကြားလိုက်လို့ရှိရင်ကျွန်တော်တို့ကဟိုပြန်စုံလန်းနည်းနည်းတော့ခင်းရင်လိမ့်မယ်ကျွန်တော်တို့က တဲ့နာမကြားပဲနဲ့ကျွန်တော်အပြောက်လုံးနိုင်မှာဟိတ်ဆိုရင်တော့ကျွန်တော်တို့ဟိုထွက်လန်းကမြန်လိမ့်မယ်ပေါ့နော်အဲအဲ့လိုနေထိုင်လဲစဉ်းစားအပိုင်းတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုအတက်နိုင်ဆုံးကျွန်တော်တို့ကလုံးဝမပြစ်ဘူးမပြစ်ဘူးဒီကောင်းနေဒီကောင်းနေခံပြစ်တဲ့ဟိဆိုကျွန်တော်တို့ကဆုံးဆုံးချက်တစ်ခုထက်ချမှာပေါ့ဒီကောင်းနေလုံးဝခံမပြစ်ဘူးဆိုရှင်ကျွန်တော်တို့ကအရှင်ဖမ်းမယ်ဆိုတဲ့အတွေ့အဆအတွေဝင်ခဲ့တယ်ပြီးတော့ဒီကောင်းနေကျွန်တော်တို့ဟိုပြန်ခုခံမှမလို့နှစ်ယောက်ကတော့ကျွန်တော်အနားလိမ့်ရင်ပြစ်ခက်ရှင်းနေလိုက်တယ်ပေါ့ဟိုဒါကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဒီကောင်းနေ ကျွန်တော်ဒီ game ပေါ်ရောက်တဲ့အပိုင်းလည်းပေါအောင်ပေါ့ကျွန်တော်တို့ဘက်ကလည်းဟိုအငိုက်ဝင်ပြီးပြည့်ရတာဆိုတော့ဒါဆိုရင်ကျွန်တော်တို့စိုးရိမ်တာတော့ကျွန်တော်ကျေးဇူးအများကြီးတင်တယ်အဲကျွန်တော်တို့ဟိုမစိုးရိမ်ပါနဲ့လို့လည်းပြောချင်တယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီဒါစိတ်ကောင်းစီနေမဟုတ်ကျွန်တော်တို့ဒီအမှန်တရားပဲကိုသွားနေတာအဲကျွန်တော်တို့နောက်မှာကျွန်တော်တို့အမှန်တရားကိုအမှန်တရားဘတ်တော်စာဖြစ်တဲ့အတွက်အန်ရီတော့ဟိုစိုးစိုးဝါးကြီးတော့ကျွန်တော်ရင်ဆိုင်လိမ့်မယ်လို့ကျွန်တော်မမြင်ဘူးမထင်ဘူးပေါ့နော်ကျွန်တော်တို့ဒီအမှန်တရားကိုသွားနေတဲ့ဘတ်တော်စာဖြစ်တဲ့ အဲ့တော့ပြီးတော့ကျွန်တော်တို့ဒီစစ်တိုက်တွေစစ်တိုက်တွေဆိုတာကျွန်တော်တို့ဒီကောင်လေးလိုမျိုးကျွန်တော်တို့နောက်ကနောက်ကဟိုဟာကဒီကောင်မင်းအောင်လိုင်းတိုက်ပါတိုက်ပါဆိုလို့ကျွန်တော်တိုက်နေကောင်တွေမျိုးကျွန်တော်တို့ဒီလူငယ်တွေဒီကျွန်တော်နဲ့ပါခဲ့တဲ့တပ်ဖွဲ့ဝင်ဒီအုံပညာတတ်တွေဖြစ်တယ်ဒီကောင်စဉ်းစားဆုံးဖက်နိုင်ခွင့်ရှိတယ်ပေါ့ကျွန်တော်ဒီအုံအောင်နဲ့စစ်တိုက်တယ်ဟိုကျွန်တော်နှလုံးသားနဲ့စစ်တိုက်တယ်ပေါ့ဟိုကျွန်တော်တို့ဟိုအဲ့အရာဒီမှာကျွန်တော်တို့ကသူတို့ဟိုချပြနိုင်တဲ့အတွက်အကြောင်းမျိုးကျွန်တော်တို့ကတော့အဲ့လောက် ကြီးကြီးခက်ခဲနေတဲ့ထဲမှာတော့အဲမခုညီညီတော့မတွေ့သေးဘူးပေါ့နော် ဒီကောင်တွေတိုက်ရတာကျွန်တော်အဲ့လောက်ကြီးခက်ခဲနေမှာမပါသေးဘူးဗျာခုရင်ဒီတော့တို့နောက်ထပ်ပွဲတွေလုပ်ဖို့ဆိုရင်ကျွန်တော်တို့မှာလက်နက်အင်အားတွေလက်နက်ခဲရနေအများကြီးလိုအပ်တယ်အဲကျွန်တော်တို့ပြည်သူရဲ့ထောက်ပံ့မှုအများကြီးလိုအပ်တယ်ပေါ့အဲကျွန်တော်တို့ဒီပါလဲဆိုရင်ဒါစကန်ဒီဒါကျွန်တော်တို့အခုချိန်ကကျွန်တော်တို့တိုက်ရစကန်လေဘာမှတော့မဟုတ်သေးဘူးတကယ်ဆိုကျွန်တော်တို့ဘာမှမဟုတ်ကျွန်တော်တို့တိုက်ရစကန်တိတိမမလေးပဲရှိသေးတာကာကင်းနောက်ဆိုတဲ့စကန်လေးပဲရှိသေးတာအဲ့တော့နောက်ထပ်ဟာကြီးမှတိုက်ဖို့အတွက်ကျွန်တော်တို့မှာလက်နက်အင်အားခဲရန်အင်အားအများကြီးလိုအပ်သေးတယ်ပြီးတော့ဟိုလက်နက်ဆိုရင်လည်းလက်နက်ကြီး လက်နက်ငယ်အကုန်ထက်ဖြူဖို့အများကြီးလိုအပ်သေးတယ်ဗောနော်ကျွန်တော်တို့ကဘာမှပြည်သူနဲ့ကျွန်တော်တို့ရဲဘော်တွေဆိုဘာမှဘာမှပြည်သူနဲ့ရဲဘော်တွေအများကြီးရှိတယ်ဟိုလိုအပ်ချက်တွေလည်းအများကြီးရှိတယ်ဗောဒါတွေကိုကျွန်တော်တို့ဘက်ကလည်းတိုက်တန်းဆုံးဒါဟိုဖြည့်ဆည်းပေးဖို့ဒါပြည်သူတွေကိုလည်းကျွန်တော်အများကြီးတောင်းဆိုချင်ပါတယ်ကဲဒါတော့ဗောနော်ပြူစော်ရီရွာကိုတိတ်ပတ်လိုက်တဲ့ပိုပိုင်ချဲရဲ့ဒီအင်တာဗျူးလိုဖြစ်ပါတယ်နော်အခုဆိုရင်ဒီတပွဲတပွဲပါနော်သူတိုင်လာတာဒီဒီဒီပွဲမှာလည်းတော်တော်လေးပါနော်ဖန်စီရမိခါလည်းရှိလို့တေဆုံးသွားလည်းရှိပါနော်အဲ့တော့ဘာပြောတကယ်ပဲလေးစားပါရနော် โอเคဒီမနက်ပိုင်းအတွက်တစ်ဖြတ်ဗီဒီယိုလေးကလည်းလောက်ပါမယ်เนาะစာဆုံးရှိပြီးကြိုင်ပြပြီးသူရောက်စနေသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲဒီနေ့မှာလောက်ဆောင်တဲ့များအရာအားလုံးပါအမင်းကြပါစေတွားလျက်ပါဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ